ဒဝဲမြို့အထက်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ဖြစ်တဲ့ပေါတိုင်းတရားဂိတ်ကိုဒီကနေ့မေလ9ရက်နေ့မနက်အစောပိုင်းမှာတော်လှန်ရေးအဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်မြေတဝဲကားလန်းဘော်ကအဲ့ဒီဂိတ်မှာမနေ့6နာရီဝန်းကျင်ကနေ9နာရီဝန်းကျင်အထိတနာရီနေပေါ်အကြအပြန်အလှန်ပြစ်ခတ်တဲ့လက်နက်ကြီးပောက်ကွဲတဲ့နေကြရတယ်လို့ဆိုပါရတယ်။ ဒီလိုပြစ်ခတ်မှုဖြစ်နေချိန်ပေါတိုင်းတတားနဲ့မနီမဝေးမှာရှိတဲ့ရှမ်းမတင်ကြီးရအုပ်စုဖက်မှာလဲစစ်ကောင်စီရဲ့ကင်းထောက်လင်ရင်လို့ယူဆရတဲ့လင်ရင်ဒစင်းပြန်ဝဲခဲ့တာကိုမြင်လိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်ပြခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်စီကပေါတိုင်းတတမြို့အဝင်အထွတ်နှစ်ဖက်စလုံးကိုဖြတ်တန်းခွင့်မပြုသေးပဲပိတ်ထားတယ်လို့ကာသမားတွေကပြောပါတယ်။ဘယ်အဖွဲ့ကပြခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ထိခိုက်မှုအခြေအနေကိုတော့အတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်။ အခုလလဆန်းပိုင်းကပေါတိုင်းဒေတာဂိတ်မှာစစ်ကောင်စီဘက်ကအရာရှိအပြောင်းလဲလုပ်ထားပြီးအစစ်အစစ်တင်းကျပ်တာတွေလည်းပိုလုပ်နေပါရဲ့ရှင်။